28ရက်5လ2025မှဒီ24ရက်5လ2025တပတ်စာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာဗျာမင်္ဂလာပါရွှေညာမင်းမိသားစုကကျေးဇူးပါသေးဗျာဆရာညင်းမြန်မာပြည်ပါဒီတစ်ပတ်အရင်မှာ18ရက်5လ2025မှဒီ24ရက်5လ2025တပတ်စာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာ ရှင်ညာမီမိသားစုကနေပြီးတော့16ရက်5လ2025မှသည်14ရက်5လ2025တပတ်သာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။အာမင်္ဂလာပါဗျာမင်္ဂလာပါဘောင်းလို့ဒီတစ်ပတ်ထဲမှာခမပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာစတင်ပွန်းလန်းတဲ့ကာလရှေ့တုန်းကတော့ဗျာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကကိုယ့်ကိုယ်ကခမတို့ကြားရတဲ့အကုန်လုံးသိပြီးသားပါကိုယ့်ကိုယ်ကဖြစ်တာပညာနဲ့ပတ်သက်တဲ့မှာဒီအသက်ဟိုပါ18ရက်ကျော်တဲ့အချိန်အစပြီးတော့ လူစုလိုက်ပြုံလိုက်ပြဿနာတွေသိစီရတဲ့ကိစ္စရွှေပြောင်းရတဲ့ကိစ္စအိုးဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့ပျက်စီးစီတဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ပြဿနာဖြစ်စီတဲ့ကိစ္စတွေကျော်လွှပြီးဒီချိန်မှာအိုးသိအိမ်သိလုပ်ငန်းသိအဲ့ဒါစနစ်သိလူသိစိတ်သိပညာရေးနဲ့ပတ်သက်တဲ့အသည့်အသည့်တွေတိဆောက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်မင်းနေပွင့်လန်းတဲ့ကာလပညာရေးနဲ့ပတ်သက်တဲ့ပွင့်လန်းတဲ့ကာလမွေမြေယာနဲ့ပတ်သက်တဲ့ပွင့်လန်းတဲ့ကာလမျိုးဖြစ်ပါတယ်မင်္ဂလာရှိသောကာလမျိုးဆိုရင်မမပါဘူးဗျာဒါကြောင့်ဒီချိန်မှာ အိုးရင်လောက်ကိုင်းနေပါတဲ့အစင်မပြေသေးလူတွေကခမအိုးရင်လောက်ကိုင်းနေမှာအိမ်အိမ်ရှိဘူးအိမ်ဆောက်ပေးမယ်လူပေါ်လိမ့်မယ်အိမ်နေပြန်ဆောက်တယ်အဟောင်းနေနဲ့ပြန်ဆောက်တယ်ကိုရင်ကိုရပြန်နေရတာတည်းအင်းတော့ကိုရင်ကိုရမှာနေတယ်အာငလင်ကြောက်လို့လမ်းပေါ်မှာထွက်ရတယ်အိမ်နဲ့တက်တာတော့ကောင်းအောင်မတက်အောင်အဲ့ဒီမျိုးတွေကြုံတွေ့နေရကာလာအိုးရင်စွန့်ခွာတဲ့ကွာလာမျိုးရတယ်ဒီချိန်မှာအိုးသည်အိမ်သည်လုပ်ငန်းသည်ကိုအိမ်ကိုရမှာပြန်လဲပြီးတော့ကိုလုံးနေတဲ့လုပ်ငန်းများပြန်လဲတိဆောက်တဲ့ကာလာမျိုးတွေဖြစ်ပါတယ် ဒါကြောင့်ဒီကျဲမှာဥယျာဉ်လုံခြုံရေးပတ်သက်မှာအဟောင်းများပြန်လည်ပြုလုပ်တဲ့လူသစ်တိမုတ်ဖွင့်တဲ့အဟောင်းအနေနဲ့ပြန်လည်တည်ဆောက်တယ်။ကိုယ်နဲ့ပတ်သက်တဲ့နိနေဆက်သက်တဲ့ဥယျာဉ်လုံခြုံရေးပတ်သက်တဲ့ကူညီဆောင်ကြောင်းမဲ့လူတွေများတယ်။ဥယျာဉ်လုံခြုံရေးပတ်သက်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကူညီဆောင်ကြောင်းမဲ့လူငွေကြေးနဲ့ပတ်သက်တဲ့ပံ့ပိုးမဲ့လူပေါ်ပေါက်လာတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။ဒါကြောင့်ဥယျာဉ်လုံခြုံရေးပတ်သက်တဲ့အစီအမပြေကြတဲ့ပုံကူများအားလုံးအားလုံးเนาะကျွန်တော်တို့ရဆိုလို့ရှိရင်အိမ်မှာရှိတဲ့ဖန်ကွက်ကလေးဖန်တဲ့ကွက်ကလေးကိုဝင်ကျွန်တော်ဖန်ကွက်ကလေးကို ရာဦးတော့နောက်မြောက်တော့လက်ကိုင်းပြီးမှဆူတော့အသင်ဖန်ခွက်ကလေးရဲ့ကျွန်တော်လုပ်ငန်းမကောင်းဘူးဗျာအလုပ်ငန်းကောင်းခြင်းတယ်ကျွန်တော်မှအလုပ်မရှိဘူးအလုပ်လိုခြင်းတယ်ကျွန်တော်မိသားစုကလည်းအဆင်မပြေဘူးပြေးခြင်းတယ်အိမ်လေးကလည်းစောက်ပွင့်ပြန်လို့မရှိဘူးဗျာအိမ်လေးကလည်းစောက်ပွေးတဲ့ခွန်လန်းနေပေါ်အောင်ကုညီမဖြစ်မှာအာကျွန်တော်မှတော့ဘယ်ကိစ္စတွေအဆင်မပြေဘူးဗျာပြေးခြင်းလိုက်တာဆိုတဲ့အကြောင်းဖန်ခွက်ကလေးကိုခင်ဗျာဒီလအတွင်းမှာတော့ဆက်ရက်ကနေပြီးတော့24ရက်5လ2025အတွင်းမှာတော့ဖန်ခွက်ကလေးကိုရာဦးတော့လှောက်ကန်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကန်များ အမြန်ဆုံးဝင်လန်းသွားမှာဖြစ်ပါတယ်အသင်ဖန်ခွက်ကလေးရေကျွန်တော်အလုပ်ကံမကောင်းဘူးဗျာအိမ်မဆောက်အောင်တည်ဘူးအိမ်ဆောက်ပေးမယ်လို့ပေါ်ချင်းနေဗျာကျွန်တော်မှာဘာလုပ်ငန်းနေရှိသေးတယ်အဲ့ကိစ္စတွေအဆင်ပြေချင်းနေဆိုတဲ့အကြောင်းဖန်ခွက်ကလေးကိုရာဥတော်ကင်တွေ့ချင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးဝင်လုပ်ကံများအမြန်ဆုံးဝင်လန်းသွားမှာဖြစ်ပါတယ်မန်းနေပတ်သက်တဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာအောင်မြင်ကြကြတတ်တယ်ငွေတွေစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်လက်ထဲရောက်ပြောက်လက်ထဲရောက်ပြောက်ဝယ်စရာရှိတာဝယ်လက်ထဲရောက်ကုန်းသွားပြီမကုန်းသွားရင်ပြန်ဝင်လိမ့်မယ် ဒါကြောင့်ခမရအဲ့ဒီတပတ်အတွင်းမှာတော့ငွေကြီးနဲ့ပတ်သက်တဲ့မှာအောင်မြင်ပြီးတော့လှိုင်းလှိုင်းဝင်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်လက်ထက်ရောက်ရင်လည်းကုန်တာဖြစ်တဲ့အတွက်ခမရဝေစရာရှိတာဝေလုံးစရာရှိတဲ့ကိစ္စကိုလုပ်ပါငွေကြီးနဲ့ပတ်သက်လို့အခက်အခဲဖြစ်တယ်ဆိုရင်တော့ခမရဒီချိန်မှာတရားတိလေးတွေပေါ်နေပြီအဲ့ဒီတရားတိလေးတလုံးကိုခမရစိတ်6စိတ်စိတ်6စိတ်ရလို့မဆိုပါဘူး10စိတ်ရရ8စိတ်ရစိတ်ချလိုက်အဲ့ဒီ6စိတ်ပဲပကံလေးနဲ့ထက်ခမရစူးတောင်းမိမှာတစုံတစ်ယောက်သောသူကုလို့လို့လိုက်စားမှာဗျာပိတ်နေတဲ့ငွေဖခနဲ့တန်းပွင့်ပါပါလေ ခင်ဗျငွေကြီးနဲ့ပတ်သက်တဲ့ဒီဒီတစ်ပတ်အတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲပြစ်တဲ့လူရတရားသီးကို6စိတ်ဖះကိုလူရမလားစူတောင်းမိမှာကုသိုလ်လုပ်မလားကိုကတော့တစ်စိတ်လောက်စားပြီးစူတောင်းမလားခင်ဗျငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲပြစ်ကြတဲ့ခொနေသားသမီးအားလုံးတို့ဒီတရားသီးလေးကိုခင်ဗျ6စိတ်စိတ်6စိတ်ရုံကိုကြိုက်တယ်လို့စိတ်ပါအဲ့6စိတ်ကိုပကံများလေးထည့်ပြီးမှခင်ဗျဖះကိုလူမလားအာကိုကစားပြီးတော့စူတောင်းမလားသူများကိုစူတောင်းမိမှာကြွေးမလား ခင်ဗျကြိုက်တဲ့ကိစ္စလေးလေးလှုပ်လိုက်ကြပါဗျာပိတ်နေတဲ့ကိစ္စများအများဆုံးပွန်းလန်းသွားမှာဖြစ်ပါတယ်နော်အဲ့ဒါလေးကိုနဲ့နိနေဆက်သက်တစိတ်လက်ရှိရှိနေတဲ့အိမ်လက်ရှိရှိနေတဲ့နေရာဒီနေရာမှာတော့နေရတာအဆင်ပြေတယ်ဒါပေမဲ့နောက်တနေ့အောင်ပြောင်းနေရင်ကောင်းမလားလို့စိတ်ထဲဝင်တတ်တယ်အာဒီလှုပ်တော့လှုပ်နေတယ်ဒီလှုပ်ကတော့တသိန်းလောက်ရတာဟိုမှာနှစ်သိန်းလောက်ရရင်သွားမလားဆိုပြီးတော့စိတ်ကြီးအဲ့လိုမျိုးပေါပေါနေလူနဲ့စိတ်နဲ့မကတ်တဲ့ကာလမျိုးပေါ့ဗျာဒီအချိန်မှာကိုယ်ရင်လောက်ကိုင်းနေပါတဲ့အခက်အခဲ ွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲပြီးတော့စိတ်တွေကြောင်ချောက်ချားဖြစ်ပြီးတော့နေရမယ့်နေရာနေမနေရမယ့်နေရာသွားခြင်းအမသွားခြင်းတဲ့နေရာတနေရာနေရတဲ့နေရာတနေရာဖြစ်ပြီးစိတ်ထဲမှာကြောင်ချောက်ချားဖြစ်ပြီးစိတ်ကတနေရာလူကတနေရာဖြစ်နေတာဖြစ်ပါတယ်အဲ့ဒီလိုဖြစ်နေတဲ့ပုံကိုယ်ကြီးအားလုံးကခမရဘာဖြစ်တယ်ဆိုရေးတော့ရင်ခမရအင်္ဂါတော့ရှေးတောင်တော့လဲတော့လွဲချုံနေသောကိစ္စတွေတဲ့မယ်မင်္ဂလာရှိသောအတန်များကြားမယ်စိတ်ချမ်းသာမယ်မိမိစိတ်ထဲမှာလူကနေငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ဒါကြောင့်အင်္ကာတော့အရှိတောင်တော့ကိုလှည့်ပြီးတော့စိတ်နဲ့ပတ်သက်တဲ့တခုခုဆုံးမြတ်ချက်တိတိကျကျမချောဝေဝနေတဲ့ပုံကူများအင်္ကာတော့အရှိတောင်တော့လှည့်ပြီးရေလေးတော့ရေလေးတော့ပဲပိတ်နေတဲ့ကိစ္စတွေပွင့်မယ်စိတ်ချမ်းသာမယ်လွဲကျော်နေတဲ့ကိစ္စတွေတက်မယ်မိမိစိတ်ထဲမှာတခုခုလိုအပ်နေတဲ့ငွေကြီးများအများဆုံးဝေရောက်လာမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးချက်ကိုယ်နဲ့နှီးနေဆက်သက်တဲ့လူယောက်ျားလူယောက်ျားတွေနဲ့ပတ်သက်တဲ့နာကျင်မှုကိုဖြစ်ပေါ်သေးသောအဲ့ဒီစက္ကွန်နဲ့ကြော်ပြီးဆိုရင်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာ စိတ်နိုင်တာမနိုင်လူနာနားနေတတ်တယ်စိတ်ထဲမှာကွာငါအိမ်ကတိုက်ကြီးနေနေကူကအိမ်လေးကတေးတေးလေးအဲ့လိုနဲ့အိမ်ကအိမ်ပေါ်မှာနာရတယ်ဒါမှမဟုတ်ကွာငါလှုပ်တာလှုပ်တာအဲလှုပ်ကပင်မလိုက်တာကွာအာပတ်တန်ကတော့လှုပ်နေတာငါအရင်လောက်မရဘူးဆိုပြီးတော့စိတ်အလိုမကျတာဖြစ်တဲ့တဲ့စိတ်နိုင်တာမနိုင်လူနာနေတတ်ပါတယ်ဗျာအဲ့ဒါမျိုးဖြစ်နေတာဖြစ်တဲ့အတွက်လူရောက်ကြတဲ့နဲ့ပတ်သက်တဲ့ကိစ္စလေးအစဉ်ပြေခမရလက်ပိတ်လေးဆိုရင်ရှက်ဇွန်လေးနဲ့ဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးတော့ အတင်လည်းပဲရေးလေအာကျွန်တော်တို့စိတ်တွေနဲ့နားတယ်လူတွေနဲ့နားတယ်အစိတ်နားတဲ့အကြောင်းတော့ဘယ်ကိစ္စတွေကြောင့်စိတ်တွေနားအိမ်မဆောင်နိုင်ဘူးအိမ်နဲ့ပတ်သက်လို့အဆင်မပြေဘူးအာမျိုးတွေနဲ့ပတ်သက်လို့အဆင်မပြေဘူးအာကျွန်တော်တို့ရကြည်ခံစားရမယ့်အကျိုးအမြတ်တွေမရဘူးအဲကြောင့်စိတ်နားတယ်အဲလူကတော့ဗျာကိုယ်အချင်းနဲ့နေရမေးရသွားချင်းနဲ့နေရမသွားဒါကြောင့်လူနဲ့ပတ်သက်လို့နာကျင်မှုတွေဖြစ်နေတယ်ဒါကြောင့်ဒီနာကျင်မှုတွေအများဆုံးကင်းပါစေကြောင်းလေးလေးစားစားနဲ့ဗုဒ္ဓတောင်ရကိုလည်းလက်ပိတ်လေးတစ်စုံလုံးတောက်ပြီးမှဆူတောင်းမယ်ဆိုရင် ်တင်းတို့မှာပိတ်နေတဲ့ကံများအများဆုံးဝင်လန်းသွားမှာဖြစ်ပါတယ်ဒီချိန်မှာကြာသပလေးပိတ်နေတာပွင့်နေပြီပိတ်နေတာပွင့်လာမယ်နဲ့မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပွင့်နေညီရနဲ့ပတ်သက်တဲ့ကိစ္စတွေပွင့်နေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေပွင့်နေအပြောင်းအရွှေ့ရာထူးတိုးတွေနဲ့ပတ်သက်တာပွင့်နေဒီချိန်မှာဝန်ထမ်းတွေဖြစ်နေတော့ရာထူးတိုးတာမှာအုံဆန်နေလိမ့်မယ်ပြောအပြောင်းအရွှေ့လည်းကိုလိုချင်တဲ့နေရာလေးသွားလိမ့်မယ်ကျောင်းသားကျောင်းသူတွေကျောင်းပြန်တက်ပြီးတော့ကျောင်းပြန်တက်ဖို့ခွင့်လန်းနေပေါ်ပြီးမမျော်လင့်တဲ့အထောက်ပံ့တွေအများကြီးရတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ် မမြော်လို့မင်းနဲ့ခမငွေစုလိုက်ပြုံးလိုက်လုံးလိုက်ခဲ့လို့ငွေမြေရာတွေဝင်မယ်မြေနဲ့ပတ်သက်တဲ့ကိစ္စတွေဝင်မယ်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအောင်မြင်ကြောကြပြီးတော့ခမတပိုင်းကတော့အောင်မြင်နေရပဲတပိုင်းကတော့သေးသေးချောင်းနဲ့လိုပဲတပိုင်းကအဆင်မပြေတတ်ဘူးဒါပေမဲ့ဒီချိန်ပတ်သက်တော့ကတော့ခမကူဒီလိုကာလာမျိုးကတော့မင်းနေနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့မြေရာနဲ့ပတ်သက်တဲ့ကိစ္စတော့တော်တော်များများအောင်မြင်ကြောကြနေတာပဲဖြူဒါကြောင့်မင်းနဲ့ပတ်သက်တဲ့မြေယာနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအောင်မြင်ကြတဲ့အတွက်မြည်သည့်ပုံကူမစိုး အာခမရဘာတွေလုတ်တင်တော့ဆိုလို့ရှိရင်တော့ခမရတင်းငွေနေတောင်အရှိမောက်တောင်လဲပြီးအာလူကျော်လေးစားပြီးမှဆူတော့ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြိုးကျင်နေပြင်ချိုင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြိုးကျင်နေအပညာတင်ကြတဲ့ချိန်မှာအနေကင်းပေးရှင်းပြီးအစဉ်ပြေးခြင်းနဲ့အတော့အပေါ်ဒီအောက်ဒီနဲ့ပတ်သက်တဲ့ကိစ္စတွေအစဉ်ပြေးခြင်းနဲ့မင်းနေနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ကိစ္စအချင်းနဲ့မြေယာနဲ့ပတ်သက်တဲ့ပြဿနာမှာတူနဲ့ကူနဲ့ကြားမှာပြဿနာအေးအေးဆေးနဲ့အစဉ်ပြေးလေးတွေဖြစ်ချင်းလိုက်တာဗျာဒါကြောင့်အသိဉာဏ် အာလူဂျော်လီယာကုညီဆောင်ကျော်တော်မူပါသူတောင်တနင်္ဂနွေတောင်အရှိမြောက်တော်လဲပြီးတခုလောက်စားပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့အပြောင်းအလဲရာထူးထူးမြေယာရေးနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ရှစ်သူရေးသားတွေဖြစ်လို့ရှိရင်တော့အဲ့ဒီခမရဲ့တနင်္ဂနွေတောင်အရှိမြောက်တော်လဲပြီးအာလူဂျော်လီစားစားပြီးတော့သူ့ကိုကျွန်တော်ချစ်ခွင့်ပန်းတော်မယ်ဗျာသူကကျွန်တော်အမြန်ဆုံးချစ်ပါသေးဆိုတဲ့အကြောင်းရှင်းမှုရေးရတဲ့နဲ့ပတ်သက်တဲ့မှာတနင်္ဂနွေတောင်မှာရှိနေတာဖြစ်တဲ့အတွက်အဲရှင်းမှုရေးရတွေကိုကြိုကျင်တော့ အားလူကြော်လေးစပီးမှတာဆူတောင်းလိုက်ကြမှာဗျာချစ်ချာကောင်းတဲ့ကိစ္စများအမြန်ဆုံးပေါ်ပေါက်လာမှာဖြစ်ပါတယ်နော်အဲ့ဒါလေးချက်ရှိတယ်ကိုသွားခြင်းနဲ့ခီးကိုပြောခြင်းနဲ့စကားတွေအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘူးပြောသွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်ရရင်တော့ခုနကလေဗုဒ္ဓထောင်မှာတောက်တဲ့လက်ဖေးလေးဒဇွန်လောက်ကိုအင်္ဂါတော့အရှိတောင်တော့လှည့်ပြောင်းပြီးတော့တောက်လိုက်စမ်းပါဗျာဒဇွန်လောက်လွဲချုံနေတော့ကိစ္စများတက်ပြီးသွားတော့ခီးများအန်တရယ်ကင်းပေးရှင်းပြီးတော့ခမအစင်းပြင်း ပြောတဲ့စကားတွေကတယောက်နဲ့တယောက်ပြဿနာတွေကျင်းပြီးတော့သူပြောတဲ့စကားကိုပြောတဲ့စကားအဆင်ပြေပြီးတော့နှစ်ဖက်ညီနိုင်မှုကြောင့်အောင်မြင်ကျော်ကြမယ့်ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်မိသူမဆိုးသွားခြင်းနဲ့လာခြင်းနဲ့လှုပ်ခြင်းနဲ့ကန့်ခြင်းနဲ့ဆိုရင်အင်္ဂါတော့အရှိတောင်တောင်လက်ပြီးမှလက်ဖိတ်လေးတို့သွန်းလောက်တောက်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆူနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။နော်။ကိုယ်နဲ့ပတ်သက်တဲ့နိနေသက်တဲ့အစုအဖွဲ့အုပ်စုရိုးတာအယိုးရတဲ့နေပတ်သက်တာအတိုင်းနေရာတလာတယ်။ပြီးနေဒီမှာခါရတာပဲ။နေပြီးတော့လာတယ် တိုက်နေခါတာပဲနိုင်ငံခြားအလိုက်တော့နေပြီးတော့ခါမှာနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေကိုနိုင်ငံနဲ့ပတ်သက်လို့ခါမယ်အကူအညီပေးတဲ့လူကတစ်ပိုင်းပြဿနာရှာတဲ့လူကတစ်ပိုင်းငွေကြေးကူညီစောင့်ကြောက်တဲ့လူကတစ်ပိုင်းငွေကြေးကိုမဟုတ်တာလုပ်တဲ့လူကတစ်ပိုင်းအတစ်ပိုင်းဒီကတော့ခင်ဗျငွေကြေးနဲ့ပတ်သက်တာတွေရောအမျိုးရိုးရာနဲ့ပတ်သက်တာရိုးရာတွေပြက်နေတာဗျဒီချိန်မှာရိုးရာတွေရိုးရာတွေပြက်တာသုံးနေကြောနေပြီခင်ဗျအမြင်ရမမြင်ရဒီကြောင့်ဒီချိန်မှာရေတွေကြီးလို့လူတွေဆုလိုက်ပြုံးလိုက်တင်းနေအာခင်ဗျနော်အဲ့ဒါ အလင်းတန်းကြောင့်လူတွေဆုလိုက်ပြုံးလိုက်သေးတယ်အပေါ်ကဖြစ်လို့လူတွေဆုလိုက်ပြုံးလိုက်သေးတယ်အောက်ကမန်လို့ဆုလိုက်ပြုံးလိုက်သေးတယ်ဘေးတိုင်မန်လို့ဆုလိုက်ပြုံးလိုက်သေးတယ်အာခမရလူတွေကတော့တည်ခြင်းသူတွေနေပြီးမချိမတန်သေးတာတေယုံသေးစင်မဟုတ်ဖဲနဲ့မချိမတန်သေးရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ကာလဘူးပဲနောက်ဘုတ်တယ်တဲ့ကာလဘူးကာလရတော့ဘူးပဲဖြစ်ပြီးနောက်ဘုတ်တဲ့နဲ့ကာလမျိုးရောက်နေပါပြီဗျာဒါကြောင့်ရိုးရတွေဖော်ပါပါရိုးရဖော်မှအထူးရာကြောမှာပဲဖြစ်ပါတယ်ဗျာနော်ရိုးရလေးတွေဖော်မယ်ဆိုရင်တော့လက်ဖက်ကြီးလေး ခုနကမြအင်္ဂါတော့မလွဲချုံနေအခီးစကားနဲ့ပတ်သက်တဲ့ကိစ္စဗုဒ္ဓူးမှာလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာအဲ့ဒီလက်ဖိတ်လေးကိုခမြကျာသာပတိအနောက်ရကိုလှည့်ပြီးမှခမြတစုံလုံးတောက်ပြီးမှဆူတော့အာခမြစိတ်ထဲမှာတခုခုဆူတော့ခမြရိုးရဖော်လို့ဒိုးရကြော်ပြီးခမြလက်ဖိတ်လေးနဲ့ပတ်သက်တဲ့တစုံလုံးတောက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့အဆုလိုက်ပြုံးလိုက်ဝင်နေမယ်ပြဿနာတွေနဲ့ပတ်သက်တဲ့ကိစ္စမှာဝေးကွာမယ်ဝေးကွာမယ်ခမြမှာဖြစ်ပေါ်နေတဲ့ မမြတ်သောလူတွေရဲ့ကုညီစောင့်ကြောက်မှုကြောင့်အစဉ်ပြေးသွားမှာဖြစ်ပါတယ်။အဲဒီကုကျွန်တော်တို့ဒီတပတ်အတွင်းမှာတော့အကောင်းဆုံးရေရရာလေးပေါ့ဗျာ။အကောင်းဆုံးရေရရာလေးတွေကတော့ခင်ဗျားတပိတ်လေးကိုအနောက်ရက်ကိုလှည့်တောက်အောင်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စတွေအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒီကံလေးတွေပေါ့ဗျာ။ဒီကံလေးတွေဒီတကယ်လို့တာအောင်မလေးဒီကိုဒီကံလေးတွေစမ်းမယ်ဆိုရင်အနောက်ရက်ကိုလှည့်ပြီးတော့တပိတ်လေးတောက်တော့ကခင်ဗျားအောင်မလေးလေးတွေကန်စမ်းမယ်။ဒီလေးတွေကန်စမ်းတဲ့ကံမှာအများဆုံးပွင့်ပါစေကြောင်း အများဆုံးပေါက်ပါတီချောင်းလေးလေးစားစားနဲ့ဆူတောင်းပြီးမှကန်စားမယ်ဆိုရင်ကန်စားမယ်ကဏ္ဍလေးက6တို့2တို့ပါတဲ့ကဏ္ဍလေးတွေကန်စား3လုံးလေးစားမယ်ဆိုရင်တော့6တို့2တို့5တို့ပါတာတွေကိုထိုးနှစ်ခုတည်းဆိုရင်တော့6နှစ်တို့2 5တို့6 5ဆိုတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေထီကံများအများဆုံးပွန်းလန်းတော့မှာဖြစ်ပါတယ်ဗျာเนาะအားဒါဒီဖြည့်ချင်းပြန်မိုင်းရင်လည်းပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာနှလုံးအောင်တဲ့ကိစ္စများနှလုံးနာတဲ့ကိစ္စများအမှုမော့နဲ့ရာသီဥတုကပူတယ်ညပိုင်းမှာအိတ်လို့မရဘူး အဲချွေးတွေများတယ်ဒါကြောင့်လူတွေကမူးတယ်မောတယ်ရင်ပတ်တွေအောင့်တယ်နှလုံးနဲ့ပတ်သက်တဲ့ကိစ္စများဖြစ်ပါတယ်ဗျာအဲကြောင့်ယောဂါတော့နှလုံးယောဂါပါယောဂါဖြစ်တာမဟုတ်ပါဘူးဗျာနေဘူးလုံးတော့ချွေးတက်တယ်ချွေးတက်တော့အဲ့လိုမရဘူးမောတယ်ညာဘက်မှာအေးမပြောဘူးအေးပြက်တယ်အေးပြက်လို့မောတယ်ဒါကြောင့်ခမအချွေးလေးတွေပတ်သက်တဲ့ကိစ္စလေးတောက်ပါရေးလေးတောက်ပါသူတို့ပစ္စည်းလေးတွေများများတောက်ပြီးလို့ရှိရင်ဒီကိစ္စတွေနဲ့ပတ်သက်တဲ့ကြံမှာအများဆုံးညံ့ညံ့သွားမှာဖြစ်ပါတယ်ဗျာ ဒါကြောင့်ကျွန်တော်တို့ရှင်ညာမင်းမိသားစုကနေပြီးတော့တပတ်အတွင်းမှာကျွန်တော်တို့တပတ်သားတပတ်သားထုံလုံးသူတို့နေ့စဉ်နေ့စဉ်နေ့စဉ်လည်းထုံလုံးသွားမှာဖြစ်ပါတယ်အဲကျွန်တော်လာကုန်တရက်နေ့မှာတော့ကျွန်တော်တို့ကတော့တက်လာတာတွေထုံလုံးမှာမဟုတ်ပါဘူး15ရက်ပတ်ဝန်းကျင်အထူးသဖြင့်ကျွန်တော်တို့ရှေ့ကျော်လို့ရှိလို့ရှိရင်တော့တနင်္ဂနွေတနင်္လာအင်္ဂါနေသားအလိုက်တက်လာသားများထုံလုံးသွားမှာဖြစ်ပါတယ်ဘာဖြစ်လို့လို့ဆိုတော့ကျွန်တော်တို့အင်္ဂလိပ်လိုတရက်နေ့ရလွန့်လို့ရှိလို့ရှိရင်ကျွန်တော်ကဓာတ်စင်တဲ့လူကြံတဲ့လူကဟောတဲ့လူဟောတဲ့လူကတော့ဟောခွက်မှာပြဿနာမရှိဘူးကျွန်တော်စင်းတဲ့လူက ဒီဓာတ်အတွင်းမှာဒီရည်ဒီလိုလှုပ်လိုက်ပါသူလှုပ်ရလိုက်တဲ့လူက15ရက်အတွင်းအဆင်ပြေတယ်15ရက်ကျော်ရင်မပြေတော့ဘူးအာဘယ်ကိစ္စကိုလှုပ်လိုက်ပါဆိုတော့ပထမ15ရက်အတွင်းမှာမပြေဘူးဒုတိယ15ရက်အတွင်းမှာပြေတယ်အဲ့ပြဿနာတွေပေါ်ပေါက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတလသားတွေကို15ရက်ကျော်မှကျွန်တော်လွှင့်လွှမ်းမှာဖြစ်ပါတယ်ဒါကြောင့်15ရက်မကျော်မီအင်္ဂလိပ်လိုရှေ့ရပါဝင်ကြီးရတာပြီးတင်းတင်းငွေတွေတင်းတင်းလာအင်္ဂါဘုရူကြာသာပရိတောက်ကြစနေနေသားလိုက်တယောက်ချင်းတယောက်ချင်းတလသားများကိုဆက်လက်ပြီးတော့ထုံးလွှမ်းသွားမှာဖြစ်ပါတယ်ဗျာဒါမင်္ဂလာတင်းတင်းလေးပါ ဒါကြောင့်ကျွန်တော်ဒီတပတ်စာရီနဲ့ပတ်သက်တဲ့နှီးနေဆက်သက်တဲ့ကိစ္စမှာအကောင်းဆုံးရေရရလေးရတော့ခင်ဗျာအကြမ်းမိုင်းနဲ့ပတ်သက်တဲ့အချိုးရေးလေးကိုတောက်အငွေတွေဝင်နေတဲ့ထီတွေပေါက်နေတဲ့ရိုးရာတွေနဲ့ပတ်သက်တာအဆင်ပြေခြင်းနဲ့ဆိုရင်တပိတ်လေးဖြောဖြောပြီးမှသုံးလေးကိုတက်စူတောင်းစူတောင်းတိုက်ကြိုက်တဲ့နေရာကိုလှည့်ပြီးစူတောင်းစူတောင်းပြီးမှတစုံတယောက်သောသူအစာအာဟာရအကုသိုလ်လေးတွေပြုပြုပြီးတဲ့အခါမှာခင်ဗျာလိုအပ်တဲ့စုလေးတွေဒီအာဟာရအကုသိုလ်လေးတွေပြုပြီးပြီး ြုတ်ပြီးတဲ့အတွက်ကျွန်တော်တို့ပြုတ်လုတဲ့ကုသိုလ်ကောင်းမှုစုကိုလူနာပြမှာတတ်တော်အောင်နဲ့ဝိဇာရှင်းတော်စီအောင်နဲ့ရှင်းတော်ရှင်းတော်မျိုးတော်ပေါင်းကိုမြတ်ပုရိရောက်ရပုံသဏ္ဍာန်တာရုခေါ်ကြပါတာရုခေါ်ရင်ဘုံမြင့်မြတ်တဲ့ဘုံဌာနတွေကိုရောက်ပြီးတော့တာရုခေါ်တဲ့လူတွေအားလုံးကမြင့်မြတ်တဲ့ဘုံရောက်ပါသည်ရောက်သွားတဲ့အခါမှာကျွန်တော်တို့မှရှိတဲ့ကျွန်တော်တို့ငွေကြေးအဆင်မပြေဘူးလုပ်ငန်းနဲ့ပတ်သက်တာအဆင်မပြေဘူးအဲ့ဒီခမရတို့အဆင်မပြေတဲ့ကိစ္စအများဆုံးဆင်ပြေအောင်ကုညီစောင့်ရှောက်ပါလို့ ဆူတောင်းမယ်ဆိုရင်တော့ဒီတစ်ပတ်အတွင်းမှာခင်ဗျားတို့ဆူတောင်းနေအများဆုံးပြေလည်ဝသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ချွေးညာမီမိသားစုက16ရက်5လ2025မှဒီ24ရက်5လ2025တပတ်စာကညမာများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ